မင်္ဂလာပါရှင် ကီတီတယ်လီဗီရှင်း channel မှာထိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးပြန်ပြီး MNDAA နဲ့စစ်ကောင်စီဆွေးနွေးမှုအဆင်မပြေဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA သိမ်းပိုက်ကအုပ်ချုပ်ရေးလက်ပတ်နေသည့်လာရှိုးမြို့ကိုစစ်ကောင်စီထံပြန်လည်ပေးအပ်ရင်းနဲ့ပတ်သက်၍မလ22ရက်မှ24ရက်ထိတရုတ်နိုင်ငံကုမင်းမြို့၌ MN MNDAA နဲ့စစ်ကောင်စီတို့ဆွေးနွေးခဲ့ကြရာဆွေးနွေးမှုအဆင်မပြေခဲ့ဟု MNDAA နဲ့နှီးဆက်သူနဲ့အတူလာရှိုးမြို့ကများကပြောပါရယ်ဆွေးနွေးပွဲကတော့ပြီးသွားပြီလာရှိုးပြန်ပေးရေးမပေးရေးကိုအဓိကဆွေးနွေးနေကြတယ်လို့သိရတယ်။ MNDA ဘက်ကမြို့ပေါ်စနစ်ရပ်ကွက်နဲ့ခြေရွာနှစ်ခုကိုစကစကို ပြန်ပေးဖို့အတွက်ညှိနှိုင်းကြတာမှအဆင်မပြေဘူးလို့ကြားတယ်ဟု MNDA နဲ့နှီးဆက်သူကယနေ့မတ်လ25ရက်နေ့ကသတင်းဌာနသို့ပြောပါရယ်။ သို့သောအဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ MNDAA နှင့်စစ်ကောင်စီနှစ်ဖက်လုံးမှ တစုံတရာတရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိသေးတဲ့ကဲ့သို့သတင်းဌာနအနေဖြင့်လည်းနှစ်ဖက်တာဝန်ရှိသူပြောခွင့်ရသူများထံဆက်သွယ်လျက် ရှိတော့လေဆက်သွယ်ရမရသေးပြီ။လာရှိုမျိုးရှိ MNDAA အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်များမှမူရခင်အတိုင်းအုပ်ချုပ်ရေးဆက်လက်လည်ပတ်လျက်ရှိကြောင်းနှင့်တက်ပြန်ဆုတ်ခြင်းမရှိသေးကြောင်းသိရပါရ ်စကစလက်ထဲပြန်ရောက်သွားရင်ကျွန်တော်တို့ပြည်သူတွေကပထမစစ်မှုထမ်းဥပဒေကဒုက္ခပေးမှာပဲပေါ်တာဆွဲတာတွေဖြစ်လာနိုင်တယ်စကစပြန်လာမယ်ဆိုရင်ဒုတိယကတော့လက်ရှိကိုကန်လက်အောက်မှာတာဝန်ထမ်းနေတဲ့ရက်ွက်လုံခြုံရေးယာနဲ့ခြိတယ်တခြားလျှက်စစ်တို့စီပင်တို့မပါသေးဘူးအဲ့ဒီဝန်ထမ်းတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအများကြီးဒုက္ခရောက်ကုန်မှာပြီးတော့စကစဝင်လာလို့စစ်ပွဲထပ်မပြတ်တော့ဘူးဆိုပြီး ဘသူမှအာမခံမထားဘူးနော်ဒုတိယအကြိမ်ဖြစ်လာနိုင်တယ်အနည်းအနာရှိတယ်လက်နက်ကိုင်အဖွဲ့တွေကတော့စောင့်ကြည့်နေမှာအသေးချာပဲဟု လာရှိုးမြို့ကန်တအူးကပြောပါတယ် ယခုအချိန်တိုင်းဆွေးနွေးပွဲအဆင်မပြေသည့်တဲ့ညားကြောင့်စစ်ကောင်စီလေကြောင်းအန္တရာယ်ကိုစိုးရိမ်နေကြကြောင်းလဲလာရှိုးမြို့ကန်ကပြောပါရယ်စစ်ကောင်စီနဲ့ MNDA တို့သည်တရုတ်နိုင်ငံ၏ဂျာဝင်မှုဖြင့်ပြီးခဲ့သည့်ဇန်နဝါရီလ18ရက်နေ့ကကိုမင်းတိုင်းပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲအတွင်းလာရှိုးမှ MNDA တပ်များပြန်လည်ဆုတ်ခွာပေးရန်သဘောတူညီချက်ရရှိခဲ့ကြကြောင်းတရင်များထွက်ပေါ်ခဲ့သည့်ထိုနေ့၌ပင် အပြစ်ခတ်ရစဲရေးသဘောတူညီချက်ရရှိက MNDAA နှင့်စစ်ကောင်စီတို့လက်မှတ်ရေးထိုးခဲ့ကြကြောင်းကိုတရုတ်နိုင်ငံ ်ကြားရေးဝန်ကြီးဌာနပြောခွင့်ရသူမောင်နှင်းကဇန်နဝါရီလ20ရက်သတင်းစာရှင်းလင်းပွဲ၌ထုတ်ပေါ်ပြောဆိုသွားပါတယ်။တို့ရရင်သဘောတူညီချက်အသေးစိတ်အချက်လက်များကိုမူထုတ်ပေါ်ပြောဆိုသွားခြင်းမရှိခဲ့ပေ။ပြီးခဲ့သည့်မတ်လ20ရက်ညပိုင်းကလာရှိုးဒေတာကံများသည့် MNDAA အနေဖြင့်လာရှိုးမှပြန်လည်မဆုတ်ခွာရနှင့်တရုတ်အစိုးရ၏ဝင်ရောက်ဆော့ဖက်နေမှုများအားရပ်တန့်ပေးရန်တောင်းဆိုသည့်တပ်ပုံများစာသားများအားမြို့နေရအချို့၌လိုက်လံချိတ်ဆွဲဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လာရှိုးမျိုးတွင် လာမိအေပီလာမြန်မာတကြံကာလ၌ရိမ့်အကပြိုင်ပွဲများရိုးရာအကအလှများအကျိုးအမွေများဖြင့်စီကားတိုက်မြိုက်စွာကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်းလာရှိုးမျိုးအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ကြေညာထားပါသည် ဆလပီထိုင်းအစိုးရကမင်းအောင်လိုင်းကိုဘင်စတန်ညီလာခံတက်ရန်ဖိတ်ကြားသည်ဆိုသည့်အပေါ်အရက်ဖွဲ့အဖွဲ့များအပြင်းထန်ရှုတ်ချရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မြန်မာစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဘင်စတန်ညီလာခံတက်ရောက်ရန်ထိုင်းအစိုးရကဖိတ်ကြားသည့်ဆိုသည့်အပေါ်အပြင်းထန်ရှုတ်ချကြောင်းလူအခွင့်အရေးတက်ကြွလှုပ်ရှားသည့်မြန်မာအရက်ဖက်အဖွဲ့အစည်းများကယနေ့ထုတ်ပြန်ကြေညာခဲ့ပါရဲ့။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်လာမည့်အပိလ3ရက်နှင့်4ရက်နေ့များတွင်ကျင်းပမည့်ဘင်စတက်ထိပ်သီးအစည်းအဝေးသို့မြန်မာစစ်ကောင်စာမင်းအောင်လှိုင်ကိုဖိတ်ကြားထားကြောင်းထိုင်း PBS သတင်းဌာနကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဖော်ပြခဲ့ပါတယ်။ထိုင်း၊အိန္ဒိယ၊နီပေါ်၊ဘူတန်၊ဘင်္ဂလားဒေ့ရှ်၊မြန်မာနှင့်သီရိလင်္ကာနိုင်ငံတို့အပါအဝင်အဆိုပါဘင်စတက်အဖွဲ့၏ထိပ်သီးအစည်းအဝေးပွဲသို့စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်တက်ရောက်စေမည်အစီအစဉ်သည်မြန်မာပြည်သူများ၏လူအခွင့်အရေးနှင့်ဒီမိုကရေစီမျှော်မှန်းချက်များအားပြောင်ပြောင်တင်းတင်းစော်ကားလိုက်ခြင်းဖြစ် ြစ်သည်ဟုလူအခွင့်ရေးတက်ကြောလှူရှားသည့်အဖွဲ့တစ်ခုဖြစ်သော Justice for Myanmar ကယနေ့ထုတ်ပြန်လိုက်ပါတယ်အလားတူမြန်မာစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကိုဘင်စတက်ထိပ်သီးဆွေးနွေးပွဲကိုဖိတ်ကြားသည့်ထိုင်းအစိုးရ၏ဆုံးဖြတ်ချက်အားအပြင်းထန်ရှုံချကြောင်းအခြားအရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Defend Myanmar Democracy DMD အဖွဲ့ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်။ Defend Myanmar Democracy ၏ပြောရေးဆိုခွင့်ရှိသူနော်အောင်က ထိုင်းနိုင်ငံဟာမင်းအောင်လိုင်ကိုမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်မဖိတ်သိမ်းမှာဘူး။သူကအစိုးရခေါင်းဆောင်မဟုတ်ဘူး။ရာဇဝတ်စစ်အုပ်စုခိုင်းခေါင်းဆောင်မှာသူကိုကော်စောနီခင်ဖိတ်ခေါ်ဂုဏ်ပြုရမယ်အစားရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကသူ့အခန်းကဏ္ဍအတွက်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတိုင်းအာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပြီးသူ့ကိုဖမ်းဆီးသင့်ပါတယ်ဟုပြောဆိုခဲ့ပါတယ်။အဆိုပါထိတ်သီးဆွေးနွေးပွဲသို့စစ်ရာဇဝတ်ကောင်အဖြစ်အလိုရှိနေသူမင်းအောင်လိုင်အားမတက်ရောက်နိုင်စေရန်အခိုင်အမာရည်တည်၍တားဆီးသွားရ မည်ဖြစ်တယ်လို့အာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပြီး၎င်းကိုဖမ်းဆီးသင့်သည်ဟုလည်းလူအခွင့်အရေးအဖွဲ့များကဆိုကြပါရယ်။အာဆီယံအနေဖြင့်၎င်းတို့၏ထိပ်သီးအစည်းအဝေးများမှာမြန်မာစစ်ကောင်းဆောင်ကိုဖယ်ရှားထားတော်လဲဘင်းစတက်သည်တရားမဝင်စစ်အုပ်စုအားတရားဝင်အတိမတ်ပြုဆက်လက်ဆက်ဆံနေသည့်အပြင်2022ခုနှစ်အတွင်းအဖွဲ့၏ပရိညာစာတမ်းကိုလက်မှတ်ရေးထိုးရန်အတွက်မင်းအောင်လိုက်အားဖိတ်ကြားခြင်းပင်ပြုလုပ်ခဲ့ကြောင်း DMD အဖွဲ့ကထောက်ပြဝေဖန်ခဲ့ပါသည်။ ။ဘင်စတက်သည်မြန်မာစစ်အုပ်စုကို2022ခုနှစ်တည်တည်လင်္ကာနိုင်ငံတွင်ကျင်းပခဲ့သော၎င်းတို့၏နိုင်ငံသားရေးဝင်ကြီးအစည်းအဝေးသို့တက်ရောက်ခွင့်ပြုခဲ့သလို2024ခုနှစ် လေးချိန်မြောက်ဘင်းစတက်နိုင်ငံတော်လုံခြုံရေးအကြီးအကဲများအစည်းအဝေးကိုလည်းမြန်မာစစ်အုပ်စုအားအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပေးခဲ့ကြောင်းသိရပါတယ်။ဘင်းစတက်နှင့်၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့်ရာဇဝတ်မြန်မာစစ်အုပ်စုအားအတိအမှတ်မပြုရန်မင်းအောင်လိုင်းနှင့်၎င်း၏ကိုယ်စားလှယ်များအားထိပ်သီးအစည်းအဝေးမှတားမြစ်ဖယ်ရှားရန်လူအခွင့်အရေးအဖွဲ့များကတိုက်တွန်းတောင်းဆိုထားပါတယ်။ဆက်လက်ပြီးနထိုးကြီးမြို့နယ်မန်လေရွာကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုထမင်းစားနေသည့်မိသားစုဝင်၃ဦးလုံးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက် ပေးသွားမှာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်မန္လေရွာကိုအကြမ်းဖက်စစ်တပ်ကလီရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ထမင်းစားနေသည့်မိသားစုဝင်၃ဦးလုံးသေဆုံးခဲ့ရကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူ၃ဦးကတရင်ဌာနသို့ပြောဆိုပါရယ်။ယနေ့မတ်လ25ရက်နေ့မော်လဲတနာရီ30မိနစ်ခန့်တွင်နထိုးကြီးမြို့နယ်မန္လေရွာကိုအကြမ်းဖက်စစ်တပ်ကဂျပိုက်တာဖြင့်ပုံနှလုံးကျဲချပြီးရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင် ်နေအိမ်အတွင်းထမင်းစားနေသည့်မိသားစုဝင်၃ဦးလုံးသေဆုံးခဲ့ပြီးနေအိမ်၃လုံးခန့်မီးလောင်ပြကျခဲ့ကြောင်းသိရပါတယ်။ဒီနေ့တနအီခွဲလောက်ကမန်လေးရွာကိုစစ်ခွေးတွေကဂျက်ဖိုက်တာနဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်သွားတာရော့ကတ်နဲ့ပါပစ်ခတ်သွားတယ်။ပြည်သူ၃ဦးသေဆုံးတယ်။နေအိမ်တွေလည်းမီးလောင်ပြကျသွားတယ်။သေဆုံးသူ၃ဦးကမိသားစုဝင်တွေပါ။တမီးမိန်ကလေးကငယ်သေးတဲ့ထမင်းစားနေတုန်းပစ်ခတ်ရတာပါ။ခံမှန်းကြီးနေအိမ်၃လုံးလည်းမီးလောင်ပြကျသွားပါတယ်။သူတို့မိသားစုလေးကတော်ရင်မှနေတာပါ။ထန ်းသမားတွေဟုနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်ဆက်လက်ပြီးနတလင်းမြို့နယ်လေမအင်းရွာအနီးတွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား6ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်ပဲခူးတိုင်းနတလင်းမြို့နယ်လက်မအင်းရွာအနီးတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်တပ်ရင်း3801တက်ခွဲ3 နတ်စစ်တီအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်မလာ24ရက်နေ့နနက်8နာရီခန့်တွင်နက်ဒလင်းမြို့နယ်လယ်မအင်းကျေးရွာကိုအင်အား80ခန့်ဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် စစ်ခွေးစစ်ကြောင်းကလဲမအင်းရွာအိုးဖို့ကုန်းရွာနဲ့ဗန်ပွေးကုန်းဘက်ကိုနေမြေရှင်းမှုတက်လာတာပါကျွန်တော်တို့ဘက်ကလည်းနေမြေအသာစီးရယူပြီးပျောက်ကြားစနစ်နဲ့အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်ရန်သူဘက်ကအင်းအားတလွန်ပေမဲ့နေမြေကျွမ်းကျင်မှုနဲ့ရဲဘော်တွေရဲ့အမိန့်နာခံမှုအကောင်နာရီကြောင့်အခုလိုမျိုး အထိနာအောင်တိုက်နိုင်ခဲ့တာဖြစ်ပါတယ်အထိနာသွားတဲ့စစ်ခွေးတွေကလဲမအင်းရွာတဲ့ကိုပြန်ဝင်သွားပြီးရွာထဲမှာပတ်ဆဲတာတနက်ပြစ်တာတွေလုတ်တယ်လို့သိရပါတယ်ဟူဘာမာရီဗိုလူရှင်းအာမီ BRE အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါရယ်ရင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့နောက်ည9နာရီခန့်တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသောမိုင်းကွင်းနှင့်ရောက်ရှိနေစဉ်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၃ဦးထပ်မံသေဆုံးခဲ့ကြောင်းသိရပါရယ် စစ်ကွေးစစ်ကြောင်းကိုအလေးအငိုက်အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာစစ်ကွေး၃កောင်တည်တယ်နှစ်ဦးထိခိုက်ဒဏ်ရာရတယ်အဲ့ဒီညပိုင်းမှာပဲကျွန်တော်တို့တော်လန်ရေးရဲဘော်တွေထောင်ထားတဲ့မိုင်းခွင်တွေကိုစစ်ကွေးတွေကဝင်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်ဖို့လုပ်နေတော့ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်တာစစ်ကွေး၃កောင်ထပ်တည်တယ်ဟူတာယာဝတီခရိုင်တရင်၃800တက်ခွဲ၃နှက်စစ်တီအဖွဲမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုတာယာဝတီခရိုင်တပ်ရင်း3800တည်းတက်ခွဲ3နှစ်စစ်တီနဲ့တက်ခွဲလေးဘာမာရီဗိုလူရှင်းအာမီ BRA အဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးထိုနေ့ညပိုင်းတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းတီပြင်ပုံရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။